ဘာစီလိုနာအသင်းဟာအက်တလက်တီကိုအသင်းကို၃ဂိုး၃ဂိုးနဲ့အနိုင်ရပြီးလာလီဂါမှတ်ပေးစရာကို၄မှတ်ဖြတ်ကဥဆောင်နိုင်ခဲ့ပြီးနောက်တာမန်ဇာမာရာဖင်ညာကဒီနိုင်ဝဲဟာချန်ပီယံဆုကိုအဆုံးပြတ်ပေးနိုင်တဲ့နိုင်ဝဲမျိုးလို့ပြောခဲ့ပါတယ်။ရာဖင်ညာကကျွန်တော်တို့ဟာတပွဲပြီးတပွဲယုံကြည်မှုတွေတိုးလာတယ်လို့ကျွန်တော်ထင်ပါတယ်။ဒီဘွဲကလာလီဂါမှာကြီးမားတဲ့ဘွဲတစ်ဘွဲဖြစ်တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဒီနိုင်ဝဲဟာချန်ပီယံလမ်းကြောင်းကိုဆုံးဖြတ်ပေးနိုင်တဲ့နိုင်ဝဲမျိုးပါတပွဲပြီးတပွဲရမတ်တွေကိုကျွန်တော်တို့စုဆောင်းနိုင်မယ်ဆိုရင်အရာအားလုံးကပိုပြီးကောင်းလာမှာပါလို့ပွဲပြီးအင်တာဗျူးမှာပြောခဲ့တာပါ ဒီဘက်မှာ LS Bena ကအတလီကိုအတင်းအတွက်ဥဆောင်ကိုသွင်းယူနိုင်ခဲ့ပြီပဲ။တန်ရာကြောင့်နလကြအနားယူလာပြီးနောက်ဘာစလိုနာအတင်းအတွက်အပြန်ပါဝင်ကစားနိုင်ပြီဖြစ်တဲ့ Rafinha ကခြေပါကိုသွင်းယူနိုင်ခဲ့ပါတယ်။ဘာစလိုနာအတင်းအတွက်အနိုင်ကိုတွေကို Olmo နဲ့ Ferran Torres တို့ကသွင်းယူခဲ့တာဖြစ်ပါတယ်။ဘာစလိုနာအတင်းဟာဒီနိုင်ဘက်ကြောင့်နောက်ဆုံးကစားခဲ့တဲ့ La Liga ၅ဘွဲ့ဆက်တဲ့အနိုင်ရပြီး MVP ဆရာဥဆောင်ဝင်ရရှိထားတာပါ။ အတရာဒီကိုအသင်းကြီးပြဆီမိုနီကဘာစီလိုနာအသင်းကြီးပြဟန်စီဖလီရဲ့လက်အောက်မှာအလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသထားတဲ့ရာဖီညာဘလွန်ဒီရောမရတာကိုသူမယုံနိုင်လောက်အောင်ဖြစ်မိတယ်လို့ပြောခဲ့ပါဗါးဘာစီလိုနာအသင်းကြီးပြဟန်စီဖလီကလည်းရာဖီညာအသင်းအတွက်အလွန်ရေးပါတဲ့စားသမားဖြစ်ပြီးသူပါဝင်လာချိန်မှာလူတိုင်းပေါ်တာယောက်မှုရှိတာကိုကိုင်းထဲမှာမြင်တွေ့နိုင်တယ်လို့ပြောခဲ့တာပါဒါအပြင်ဟန်စီဖလီကဒီပွဲဟာအသင်းတည်းအနေနဲ့ဒီဟာဒီရဲ့အကောင်းဆုံးပွဲစဉ်တွေကတစ်ပွဲဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးအဆင့်ကိုပြန်ရနေပြီလို့ပြောခဲ့ပါဗျ။အတလက်ဒီကိုအသင်းဟာဒီရှုပ်ဘက်ကြောင့်ဘာစီလိုနာအသင်းနဲ့6မှတ်ကွာဟသွားခဲ့ပါဗျ။